င်္ဂလာပါရှင်ဆရာကျမတို့ကရှန်ရဲ့ကိုမီဒီယာပါရှင်ကျမတို့ကိုဆရာရဲ့နာမည်နဲ့ဌာနလေးနဲ့မိတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကျွန်တော်ကတော့တောင်ကြီးမြို့နယ်စီပင်သာရေးဌာနကအမှုဆောင်ရာရှိကျွန်တော်ဦးသိန်းဝင်းဖြစ်ပါတယ်ကျွန်တော်ဘေးကတော့ဒါကျွန်တော်တို့တောင်ကြီးမြို့နယ်စီပင်သာရေးဌာနကတောင်ဝင်ခံအင်ဂျင်နီယာဦးဖြုတ်ပြေရင်ဖြစ်ပါတယ်တောင်ကြီးမြို့မှာရှိတဲ့ရေစိုးထုတ်မြောင်းစနစ်အကြောင်းလေးကိုရှင်းပြပေးပါအောင်ရှင်ဟုတ်ကျွန်တော်တို့တောင်ကြီးမြို့နယ်မှာတောင်ကြီးမြို့နယ်စီပင်သာရေးနယ်နိမိတ်အတွင်းထဲမှာ ကျွန်တော်တို့ပင်မရေစိုးထုံမြောင်ကျွန်တော်တို့၄ခုရှိပါတယ်အဲ့တော့၄ခုကတော့ပင်မရေစိုးထုံမြောင်တစ်ကတော့ဒါကျွန်တော်တို့ကနိုင်ကန်နေပြီးတော့မှစီးဝင်လာတဲ့ရေတွေဟာဒါမြို့မရက်ွက်ချမ်းသာရက်ွက်ကန်သာရက်ွက်နဲ့စိမ်မန်းရက်ွက်တွေကိုဖြတ်တန်းပြီးတော့မှဒါကျွန်တော်တို့အေးတာယာကိုဒါစီစဉ်သွားပါတယ်။နောက်ပင်မရေစိုးထုံမြောင်အမှတ်နှစ်ကတော့တတော်ရက်ွက်ကစီစဉ်လာတဲ့ရေများဟာအခြေခံပညာ အထက်တန်းကျောင်းအမှတ်၁ကနေပြီးတော့မှတစဉ်တတော်ရက်ွက်လမ်းမတော်ရက်ွက်ဈေးပိုင်းရက်ွက်ကန်ရှိရက်ွက်ကန်အောင်ရက်ွက်နောက်ပြည်တော်သားရက်ွက်နဲ့ရန်နာသီရီရက်ွက်တွေကိုဖြတ်သန်းပြီးတော့မှဒါတောင်းအုပ်ကိုစီစဉ်သွားပါတယ်။နောက်ပင်မရေစိုးထုံမြောင်းအမှတ်၃ကတော့ရေထွက်ဥကန်နေပြီးမှစီစဉ်လာတဲ့ရေများဟာမြကန်သာမြောက်ဖက်ညောင်ရွှေဟော်ကုန်းရက်ွက်ပြည်တော်သားရက်ွက် မြတ်တော်ဝင်ဆေးရုံအနောက်ဘက်ကနေမှတဆင့်ကန်းကောချောင်းတရားကိုဖြတ်ပြီးတော့မှ Cherry Queen Hotel ဘေးကနေညောင်ပြူစခန်းရက်ွက်ကိုဖြတ်သန်းပါတယ်။အဲ့ဒီကနေပြီးတော့မှအေးသာယာကိုဒါစီစဉ်သွားပါတယ်။ပင်မရေစိုးထုံမြောင်းအမှတ်လေးရတော့ဖျားပြူရက်ွက် မင်္ဂလာဦးရက်ွက်ကနေစီစဉ်လာတဲ့ရေများဟာဒါကျွန်တော်တို့မြင်းရုံအနီးဆန္ဒလန်းအနီးတဆင့်ဗိုလ်ချုပ်လန်းတစ်လျှောက်ဖြတ်သန်းပြီးတော့မှ အရှိပိုင်းတိုင်းစစ်ဌာနချုပ်အရှိမှရှိတဲ့တရားအနေတစ်ဆင့်အမှတ်နှစ်စစ်မြေပြင်စစ်တပ်ရဲ့အိမ်တော်လေအိမ်တော်တွေလိုင်းအတွင်းကနေဖြတ်တန်းပြီးတော့မှဒါတောင်းကိုစီစဉ်သွားပါတယ်။အရင်နှစ်မိုးရသည်တွေတော့ပေါ့နော်။တောင်ကြီးမြို့မှာရေကြီးရေရှမ်းမှုတွေဖြစ်တယ်လို့သိရပါရဲဆရာ။ရေကြီးရှမ်းမှုမဖြစ်စေရဲ့အတွက်တောင်ကြီးမြို့နယ်စီပင်တာယာရေးဌာနအနေဘယ်လိုတွေဆောင်ရွက်ထားလဲတခြားလောက်သိချင်ပါတယ်ရှင်။ဟုတ်ကဲ့။ကျွန်တော်တို့တောင်ကြီးမြို့မှာမိုးသက်ထန်စွာရွာသွန်းတဲ့အခါမှာရခင်နှစ်များတော့ဒါရေကြီးရေရှမ်းမှုတွေဒါဖြစ်ပေါ်ခဲ့ပါတယ်။ ဒီလိုဖြစ်ပေါ်ခဲ့တဲ့ပုံမှာကျွန်တော်တို့တောင်ကြီးမြို့နယ်စီပင်သာရေးဌာနကနေပြီးတော့မှအင်ဂျင်နီယာများနဲ့ဒါမြေပြင်ကွင်းဆင်းมาတယ်ကွင်းဆင်းပြီးတော့မှအထူးသဖြင့်ရေကြီးရေရှမ်းအဓိကဖြစ်ခဲ့တာတော့မြင်းရုပ်ပတ်ဝန်းကျင်ဖြစ်ပါတယ်ဒါကြောင့်မို့ဒီမြင်းရုပ်ပတ်ဝန်းကျင်မှာရေကြီးရေရှမ်းပဲဖြစ်ဖို့အတွက်ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ထောက်ပံ့ငွေရယ်ပြီးတော့ဌာနဘတ်ဂျက်ရယ်နဲ့ဒါပူးပေါင်းပြီးတော့မှကျွန်တော်တို့အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့အုတ်တိုင်းတစ်လျှောက်မှာဒါပင်မရေစိုးထုတ်မြောင်းကြီးတစ်မြောင်း ဒါကျွန်တော်တို့ဌာနအနေဆောင်ရွက်ခဲ့ပါတယ်အခုဒီနှစ်မှာတော့ဒါအမိုက်တွေနဲ့ပိတ်ဆို့ပြီးတော့မှရေကြီးရေရှမ်းမှုမဖြစ်ပေါ်စေဖို့အတွက်ကျွန်တော်တို့ဌာနအနေပြီးတော့မှတန်ရှင်းရေးလှုပ်သားများနဲ့ရေမြောင်းများအတွင်းထဲမှာရှိတဲ့အမိုက်တွေတဲနှုံးတွေကိုဒါဆေးယူခြင်းလုပ်ငန်းများကိုဒါနေ့စဉ်ပုံမှန်ဆောင်ရွက်လျက်ရှိပါတယ်အပတ်စဉ်စနေနေ့တိုင်းမှာလဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နဲ့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကနေပြီးတော့မှ ရက်ွက်ကနေပြည်သူလူထုတွေပူပေါင်းပြီးတော့မှရက်ွက်တွင်းထဲမှာရှိတဲ့ရေစိုးထုံမြောင်းတွေကိုလည်းဒါကျွန်တော်တို့အမိုက်တွေသဲနှုံးတွေဆယ်ယူတဲ့လုပ်ငန်းများကိုလည်းဒါကျွန်တော်တို့စီပင်သာရေးဌာနနဲ့ပူပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ဒါပြီးခဲ့တဲ့30ရက်နေ့ကနေ30ရက်3လကနေစပြီးတော့မှယနေ့အထိဒါကျွန်တော်တို့ရေမြောင်းပေါင်းကျွန်တော်တို့ဒီပင်မရေစိုးထုံမြောင်းတွေကိုစီးဝင်တဲ့ရေမြောင်းပေါင်းကျွန်တော်တို့20 ကျွန်တော်တို့ဆယ်ယူပြီးဖြစ်ပါတယ်ထပ်မံပြီးတော့လည်းမိုးမကြမီမှာကြံရှိနေတဲ့ရေမြောင်းများကိုလည်းအမိုက်နဲ့သဲနှုံများဒါကျွန်တော်ဆက်လက်ပြီးတော့မှဆယ်ယူသွားမှာဖြစ်ပါတယ်မြင်းရုံအနီးမှာရေကြီးရံမိုးမဖြစ်စေရဲအတွက်ပင်မရေစိုးထုတ်စနစ်ဆောင်ရွက်ချက်ကိုပြုလုပ်ခဲ့တယ်လို့သိရပါတယ်အဲဆောင်ရွက်ချက်နဲ့ပတ်သက်ပြီးတော့အသေးစိတ်လေးရှင်းပြပေးပါအောင်ရှင်ဟုတ်ကဲ့ခင်ဗျကျွန်တော်တို့ဒါ2019-20ခုနှစ်မှာကျွန်တော်တို့ဒါအစိုးရထောက်ပံ့ရန်မုံငွေနဲ့ကျွန်တော်မြေယုတ်ကနေပြီးတော့ကျွန်တော်တို့ဒီရဖခအရှိတီကို ပေးအရှိပေါင်းကျွန်တော်တို့9183ပေးအကျယ်ကတော့6ပေးအနက်ကတော့10ပေးရှိတဲ့ရေစိုးထုတ်မြောင်းတွေကိုကျွန်တော်တို့ကုန်ကြငွေကျပ်တန်း2080တန်မာ85အတန်းနဲ့ကျွန်တော်ဆောင်ရွက်ပေးခဲ့ပါတယ်ခင်ဗျာအခုတွေ့ရှိတဲ့နေရာကတော့ဒါပင်မရေစိုးထုတ်မြောင်း၄စီစဉ်နေတဲ့မြောင်းဖြစ်ပါတယ်ဘူကကျွန်တော်တို့ဒါဒီရေစိုးထုတ်မြောင်းမဆောင်ရွက်ခင်ကတော့ဗောနော်ဒီဒီရေမြောင်းကနေပြီးတော့ရေတွေရှာပြီးတော့ဒီဒီ area land area တစ်ခုလုံးက9ဝက်လောက်ကိုရေ ကြီးရေရှမ်းဖြစ်တဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်ခင်ဗျာအခုလိုမျိုးရေမြောင်းဒီကျွန်တော်တို့ဒီ6ပေခွဲအကျဲဒါ7ပေအနက်လောက်ရှိတဲ့ရေမြောင်းအောင်ဆောင်ရွက်လိုက်တဲ့အတွက်ဒါရေစည်းရလာကိုကျွန်တော်ဟိုတော်တော်လေးကိုဒါကျွန်တော်တောင်ကြီးမြို့ရေစည်းရလာအတွက်ကောင်းမွန်တဲ့မြောင်းတစ်ခုဖြစ်ပါတယ်ခင်ဗျာရှုခင်သာပန်းရှန်ရှိမှလည်းရေမြောင်းဆောင်ရွက်နေရတွေ့ရတယ်ရှင်အဲ့ဒါနဲ့ပတ်သက်ပြီးလည်းရှင်းပြပေးပါအောင်ရှင်ဟုတ်ကဲ့ကျွန်တော်တို့ဒါပြီးခဲ့2024 25ခုနှစ်မှာဒါကျွန်တော်ရှမ်းပြည်နယ်အစိုးရပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ရဲ့ လမ်းညွှန်မှုနဲ့ကျွန်တော်တို့ဒီရှုခင်းတာပန်းချံအရှိရေမြောင်းလေးကိုဆောင်ရွက်ခဲ့ပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ဒါအခုရောက်ရှိနေတဲ့နေရာတော့ဒါကျွန်တော်တို့ရှုခင်းတာပန်းချံရှိရေမြောင်းဖြစ်ပါတယ်ခင်ဗျ။ဒါအခုကျွန်တော်တို့ကတော့ဒါကားတို့ဆိုင်ကယ်တို့ဒါရက်နာဖို့အတွက်ဆလတ်ပြင်ကိုဒါလောင်းထားတဲ့အနေထားဖြစ်ပါတယ်။နောက်ပြီးတော့ဒါဒါကတော့ကျွန်တော်တို့ဟိုအစအနေအဆုံးထိကျွန်တော်တို့ပေ300အရှိရှိပါတယ်ခင်ဗျ။အကျယ်ကတော့7ပေရှိပြီးတော့မှကျွန်တော်အောက်ကအနက်ကတော့9ပေရှိပါတယ်ခင်ဗျ။ အခုဒါကတော့ခဏကကျွန်တော်တို့မြင်ရတဲ့မြင်းစည်းရုပ်ထုကနေစီးလာတဲ့အမတ်လေးရေစိုးထုတ်ရေမြောင်းဖြစ်ပြီးတော့ဒီရေဒါကိုကျွန်တော်တို့ဆောင်ရွက်လိုက်တဲ့အတွက်မြို့တန့်ရှင်းတာယာလပိုက်ရောဒါကျွန်တော်တို့ဒီချုခင်းနာပန်းချန်ရှိတာယာလပိုက်ရောဒါဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်ခင်ဗျာချုခင်းနာပန်းချန်ရှိရေမြောင်းဆောင်ရွက်တဲ့အခါမှာလည်းကျွန်တော်တို့ဒါဝင်းရှုပ်ကြီးဥအောင်ကိုရိုင်းအနိကကြည့်ရှုပြီးတော့ဒါရေစီးလာကောင်းမှုဒီဆောက်လို့တဲ့ဒီ quality တွေပြည့်မီဖို့ဒါ သူသတ်မှတ်ထားတဲ့အချိန်မှာ PC4 တွေအနီးကပ်ကြီးကျက်သလိုပဲကျွန်တော်တို့ဌာနနေပြီးတော့မှ ဆောင်ရွက်တဲ့မြောင်းဆယ်တဲ့အချိန်ကျွန်တော်တို့ဒီတန့်ရှင်းရေးလုပ်တဲ့အချိန်မှာလည်းလာရောက်အားပေးပါဝင်ပြီးတော့မှဒါဆောင်ရွက်ပေးပါတယ်ဝင်းချုပ်ကိုလေပြည်သူတွေရေမြောင်းတဲ့ကိုအမိုက်တွေမစွန့်ပစ်ဖို့အတွက်ဌာနအနေနဲ့ဘယ်လိုတွေဆောင်ရွက်ထားပါသလဲရှင်အဲ့ဒါလေးနဲ့ပတ်သက်ပြီးသိချင်ပါတယ်ရှင်ကျွန်တော်တို့တောင်ကြီးမြို့နယ်စီပင်သာရေးဌာနအနေနဲ့ရေမြောင်းအတွင်းမှာပြည်သူတွေအမိုက်တွေကိုမစွန့်ပစ်ဖို့အတွက် ဌာနကနေပြီးတော့မှအတန်ချက်ဆက်နဲ့ရေမြောင်းအနီးပတ်ဝန်းကျင်မှာရှိတဲ့နေအိမ်တွေကိုလည်းဒါလိုက်လံပြီးတော့မှအတိပေးကြညာတာတွေကျွန်တော်တို့ဆောင်ရွက်ပါတယ်။ထုံနီးတူစွာပဲတန်ရှင်းဌာနစိတ်ကနေပြီးတော့မှကျွန်တော်တို့ရေမြောင်းဘေးပတ်ဝန်းကျင်မှာရှိတဲ့အိမ်တွေကိုတိမ်တဆင်းဒါရေမြောင်းတွေကိုအမိုက်တွေမစွန့်ပစ်ဖို့အတွက်ကျွန်တော်တို့စာနယ်လဲတတိပေးပြီးတော့မှကျွန်တော်ဆောင်ရွက်လျက်ရှိပါတယ်။ကျွန်တော်တို့ဘက်ကနေပြီးတော့မှ တတိပေးဆောင်ရွက်ပြီးတဲ့နောက်ပိုင်းမှာလိုင်းနာဆောင်ရွက်မှုမရှိဘူးလို့ရှိရင်တော့ကျွန်တော်တို့ချန်ပီယံစီပင်သားရေးဥပဒေအရဒါကျွန်တော်တို့ထိရောက်စွာအရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။အများပြည်သူတွေကိုရေကြီးရှမ်းမှုမဖြစ်စေရတဲ့အတွက်စီပင်သားရေးဌာနကနေဘလို့အကြံပြုချက်လေးများပြုချင်ပါသလဲရှင်။ကျွန်တော်တို့အဓိကပြောချင်တာကတော့ပြည်သူများအနေနဲ့ကျွန်တော်တို့စီပင်သားရေးဌာနနဲ့ပူးပေါင်းပြီးတော့မှဆောင်ရွက်ဖို့လိုပါတယ်။ တမျိုးလုံးကနေပြီးတော့မှရေမြောင်းလေးကိုအမိုက်တွေစွန့်ပစ်နေမယ်ဆိုလို့ရှိရင်တော့ဒါအမိုက်တွေပိတ်ဆို့ပြီးတော့မှဒါရေကြီးရေရှမ်းဖြစ်ပေါ်မှာဖြစ်ပါတယ်ဒီလိုမဖြစ်ဖို့အတွက်ကိုလည်းဌာနကနေပြီးတော့မှလှုပ်သားအင်အားတွေရောပြီးတော့ရက်ွက်ရဲ့လှဝါးပေးအင်အားတွေနဲ့ဒါကျွန်တော်တို့ဘက်ကရှင်းလင်းဆောင်ရွက်လျက်ရှိသလိုပြည်သူတွေဘက်ကလည်းဒါရေမြောင်းလေးကိုအမိုက်တွေမစွန့်ပစ်ဖို့အတွက်ဒါစီပင်သားရေးဌာနနဲ့ပူးပေါင်းဆောင်ရွက်ပေးပေးကြပါလို့ဒါကျွန်တော်အနေနဲ့မေတ္တာရက်ခံလိုပါတယ်